ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Racing Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တို့တို့မှ Racing လောက်ကြမှာဖြစ်ပါတယ်သတင်းဗီဒီယိုမြင့်ခင်မှာထုံးစံတိုင်းပါပဲလိုရေးတိုရှင်သတင်းသုံးဖို့နဲ့ကျွန်တော်တို့စလိုက်ပါမယ်ခင်ဗျာပထမအောင်ဆုံးသတင်းတစ်ပုဒ်ကတော့ ကြောင်မဲမြို့ပေါ်ကိုစစ်တပ်ကလက်နက်ကြီးဒရုန်းများဖြင့်စလိုက်ပစ်ခတ်နေတဲ့ဖြင့်မြို့ပေါ်တွင်မီးလောင်နေတယ်လို့သိရပါတယ်နော်။ရှမ်းပြည်နယ်ကြောင်မဲမြို့ပေါ်ကိုတမ်ဘက်စစ်တပ်ကလက်နက်ကြီးဒရုန်းများဖြင့်စလိုက်ပစ်ခတ်တိုက်ခိုက်နေပြီးမြို့ပေါ်နေရာချို့တွင်မီးများလောင်ကျွမ်းနေကြောင်းဒေသခံပြည်သူများကသတင်းပေးပို့ထားတယ်လို့သိရပါတယ်။စစ်တပ်ကလက်နက်ကြီးတွေကဒရုန်းတွေနဲ့ကစလိုက်ကိုကြောင်မဲမြို့ပေါ်ကိုပစ်ခတ်တိုက်ခိုက်နေတာနောက်ပိုင်းတစ်တော်ရုံးနဲ့ရဲစခန်းနဲ့မီးလောင်နေတဲ့တိုက်ပွဲတွေကလည်းဆက်ဖြစ်နေတော့မှစစ်တပ်စစ်ကြောင်ကမြို့နာတိကတ်လာတော့ လာတော့ဟုတ်ပဲတဲ့မြို့ပေါ်ရောက်မြောက်ဆိုတော့အတိမပြုတ်နိုင်သေးဘူးမြို့ပေါ်ချင်းတွေရှုပ်ထွေးနေတယ်လို့ဒေသခံပြည်သူတူကပြောပါတယ်နော်အဲ့တော့တခြားသတင်းဌာနမှာဆိုလဲ TLD ကကြောင်မဲမှာရှိသေးတယ်လို့ကြားတယ်ဗောနော်အဲ့တော့ကြောင်မဲမို့ဒီ Champions League ကောင်စီရဲ့ဒီ lobby ကတော့ရပြီဆိုပြီးမှသူတို့ Telegram မှာပြောနေတာတွေ့ရပါတယ် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံကဲကော့လစ်စစ်ပစ္စည်းဆိုင်ရာနေမြန်မာအလို့သမား1450ကိုချိုတင်အတိမပေးဘဲအလို့ဖြို့မှုအလို့သမားများမကြည့်နဲ့ထိုင်းအလို့သမားဝန်ကြီးဌာနကိုတရားဝင်တိုက်ရိုက်ထားတယ်လို့သိရပါဗျ။အဲ့တော့ထိုင်းနိုင်ငံဖစ်ဘူရီခရိုင်အတွင်းမှာရှိတဲ့ကဲကော့လစ်စစ်ပစ္စည်းဆိုင်ရာမှာမြန်မာအလို့သမား1450ဦးကိုချိုတင်အတိမပေးဘဲအလို့မှဖြုတ်ပစ်ခဲ့တဲ့အတွက်အလို့သမားရေးရခွင့်ရေးရထိုင်းအလို့သမားဝန်ကြီးဌာနအထိတိုင်ကြားသွားမယ်ဖြစ်ကြောင်း HMHAC မဟာမိတ်အဖွဲ့မှ AAC ကိုရမင်းကသတင်းပို့ထားတယ်လို့သိရပါဗျ။ လက်ရှိကအလုပ်သမားတွေကဒီတိုင်းပဲစိတ်ဝင်စားရှိနေတော့မှာပဲတဲ့အဓိကအလုပ်ယုံဘက်ကတယောက်တောင်းမဲ့ပေးပြီးလက်မအတင်းထိုးခိုင်းပြီးအလုပ်ဖြုတ်နေတာတဲ့အလုပ်ယုံဘက်က PR ပေးနေတာကိုရဲမင်းတို့ဖွဲ့ကိုလည်းအလုပ်ယုံတဲ့ပေးမဝင်ဘူးစိတ်ယုံဘက်ကထိုင်းရည်တွေခေါ်ပြီးလို့သမားတွေကိုစောင့်ကြည့်နေတာအဲ့ဒီစိတ်ယုံကလေးလာမပြည့်ခင်လေးမှာကက်ကက်ဖြုတ်တာရော်ချင်းမရအောင်တဲ့ ဥပဒေအရလေးလာမဖြစ်ပဲဖြုတ်ရင်ရောကြီးပြည့်စံမလို့ဘူးဆိုတော့ဒီစက်ရုံကအလုတ်ကောင်းတဲ့လူဝင်ဂျင်မန်းတိတော့ရှိတဲ့လူတွေကိုဖြုတ်ပြီးစမတ်ကြီးယူပြီးလူတိပြန်ခန့်တာလောက်တာအခုလက်ရှိလို့သမားတွေအနေနဲ့စမတ်ကြီးတွေအများကြီးပြေးပြီးအခုလိုလှုပ်ဖြုတ်တာကြာချေတော့မရှိဘူးလေဝင်နာမကြသေးတဲ့လူတိတွေတီးတန့်ဖြုတ်တာမြန်မာတွေကြီးပဲတဲ့အထိုင်းတွေမပါဘူးတဲ့စမတ်ကြီးယူလူတိသွင်းချင်တာနဲ့ပေါ်တီကြီးလူဘွားကလှုပ်ရှားနေတာလို့ AC ရဲမင်းကပြောထားပါတယ်နော်ကဲနောက်ဆုံးတင်းဘုတ်ကတော့တော်ဝဲရင်စစ်တပ်ကပြည်သူများကိုပြစ်သက်ပြီးတော့ရွာလုံးကျွတ်မီးရှို့လို့ရှို့ရတယ်လို့ ခမရ၄၃၅တက်မှလင်းဝင်တသားဝန်ခံထားတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။အဲ့တော့အချမ်းမစစ်ကောင်စီကစစ်ကြောင်းတိုးထိုးပြီးတော့ဆိုရွာထဲမှာရှိတဲ့လူတွေကိုလည်းတက်တက်ပြီးရွာလုံးမိရှို့တော့ဒါထုံးစံပြီးအားလုံးလည်းသိနေပြီးသားပါเนาะ။အဲ့တော့အခုချိန်မှာဆိုရင်လင်းဝင်လာတဲ့တသားကဝန်ခံထားတဲ့ဗီဒီယိုဖိုင်လည်းရှိနေတာဖြစ်ပါတယ်။အဲ့တော့သူဝန်ခံထားတဲ့ဗီဒီယိုဖိုင်လည်းနောက်ကြည့်အောင်เนาะ။ဟာဒီလိုထပ်ထွက်လာတယ်။ထပ်ထွက်လာချိန်မှာတော့ခဲ့အောင်တိုက်ပွဲဖြစ်တယ်ပေါ့။တိုက်ပွဲဖြစ်တော့ကျွန်တော်တို့သူတို့တက်ထိုင်နေရ။ကျွန်တော်တို့တက်ဆိုတော့ကျွန်တော်တို့တငယ်ချင်းလေးယောက်ကလည်းအရက်သမားတွေကိုရက်ကြီးပဲဒါလေးတောက်လာတယ်။စိတ်ကညက်တော့ ရွာတွေကဝင်းနေတွေ့တာနဲ့ဒီကောင်တွေကအကုန်လိုက်ဆွဲတယ်ကျွန်တော်တို့ကပါဆိုရက်ပလင်းလိုက်ချာကျွန်တော်ရက်ပလင်းလိုက်ချာအငယ်ချင်းလေးယောက်အရက်ပလင်းတွေ့ပြီဆိုရင်အကောင်းသားရက်တမီကအစီပလင်းနဲ့ယူတယ်အစီပလင်းကိုဖောက်တယ်ဖောက်တယ်ဘူးတဲ့ကိုငယ်ချင်းတယောက်ဘူးဘူးယူရင်းရေတယောက်ဘူးထည့်လိုက်တယ်တကယ်လို့တိုက်ပွဲဖြစ်တာငယ်ချင်းချသူတပုကိုတပုသူတို့ဘန်းသူပြပြမပြပြထိုင်ငွေပြီးတော့ကျွန်တော်ချပြီချပြီလားသူတို့ကပြောတယ်ဟျောင်းနဲ့ကြားထိုးမယ်တဲ့ကျွန်တော်တို့ပြောတာကျွန်တော်တို့တင်တဲ့ညောင်မှတင်တယ်ဆိုတော့ဒါကြားထိုးတယ်ဆိုတော့ကြားဆိုအော်ပြတ်တက်ပြီးတယ် အခုတို့ကကြားထုံးမယ်အတုလို့လည်းမပြောဘူးတို့အချင်းချင်းရတာတို့ပြောတာကြားထုံးမယ်အတုဘွားရန်သူကပြင့်နေပြီဘွားတို့ပြောတယ်ဘွားကရန်သူကပြင့်နေပြီငါတို့ကြားထုံးမယ်အဲ့အတန်ကြားရင်တို့ပြီးမှာပဲဆိုတော့ကျွန်တော်တို့မပြောတော့ကျွန်တော်တို့ကလည်းရက်ထိုင်တောင်းနေတာဆိုတော့မသိဘူးလေငူးကြောင်ပတ်ကြောင်နဲ့ကြားဆိုကျွန်တော်လျောက်ပြီးရဲ့ပြီးတော့ဟိုဘက်ကကျွန်တော်တို့ရဲပေါ်ပေါ့နော်တော်လိုင်းရဲပေါ်ဒီဘက်ကိုကျွန်တော်တို့ကရောက်ပြီးတော့ကြားသလုံးနေတော့ကိုကဝိုင်းပြစ်တာပေါ့ကျွန်တော်တို့လျောက်ပြစ်တဲ့ခါကျတော့ပြေးလို့မရတော့ဟာသွားပြီးဒိုးတော့သိပြီးအောက်ကရက်ဘူးလေးလည်းထွက်ကြလို့ကြားအဲ့ဒါရက်ဘူးအရာကောက်ပေါ့ရက်ဘူးကောက်တော့တယောက်ကိုတော့မှန်သွားတယ်လေဘင်းချက်ထီသွားတယ် အဲကျွန်တော်ဆွဲထုတ်လာတယ်အိမ်ထဲမှာပိန်နေဘူးမလာမကဲဘူးကျွန်တော်ကြည့်နေတယ်ဒီက၄ငါးချက်လောက်ပြစ်တော့တခါတည်းပြေးရတာကျွန်တော်ကြည့်လိုက်တာတော့အဲတော်လိုင်းကြီးပေါ့ဆန်းနှစ်ယောက်လောက်ပဲရှိမှာကျွန်တော်တို့ဘက်ကအယောက်80လောက်ရှိကြည့်လိုက်တာသူတို့ကရှေ့ဆုံးအပြေးနေရောတကယ်ဒိတ်ရရှေ့ဆုံးအပြေးတော့ကျွန်တော်တို့ကပါစားတယ်ဆိုတော့ဘယ်လိုလုပ်မလဲအဲ့ဒီအချိန်မှာနောက်ကနေလိုက်ပြစ်တယ်ကျွန်တော်တို့အုပ်လိုက်ကြည့်ပြီးတယ်ပြေးပြီးတော့အပေါ်မှာတောင်းအောင်နားတယ်အပေါ်ရောက်တဲ့အထိလိုက်ပြစ်တယ်လိုက်ပြစ်လေသူတို့ကပြေးလေသူတို့ပြေးကိုပြေးပေါ့ကြည့်တော့လောင်လုံးပြေးတယ်ပြေးပြီးတော့သူတို့တော်တဲ့ရောက်တဲ့ခါကျတော့ ့ဆက်တွေ့လမ်းလောက်တယ်လင်းယူအဘအဘပေါ့ဒီမှာတားများတယ်ပေါ့ရန်လူအင်အား250လောက်ရှိတယ်ပေါ့အဲကျွန်တော်လင်းများကိုနဲ့စနေရကိုနဲ့250လောက်ပြစ်ပေးပါအမမလို့200လောက်ရှိရအဲ့ဒါအုတ်လိုက်ကြီးကြောက်ပြီးပြေးရကိုလည်းလိုက်တာပေါ့ကြော်လန်နေပဲပြောကောင်းမလဲနောက်ကြရချက်လောက်တက်ဆက်ပါဝယ်ပြေးသလားမမင်းနဲ့ငွေချင်း၄ရောက်တာအထောက်တောင်ကြံနေခဲ့တယ်တနတ်တွေလည်းကြံနေရလို့ကြံနေရပေါ့အာဟောင်နေရဒီလိုတဲ့တနတ်တွေပဲကြံနေရပါအဲလင်းများလာချပြီလေအမှလည်းအဲ့ရွာမှာတော့တော်တော်ပြက်စီသွားရဲ့ လင်းမြန်ကျဲသွားတယ်လက်နဲ့ကြည့်ကြည့်ထူတယ်ပေါ့ထူလို့ရှင်းသွားတဲ့ခါကျတော့အကောင်လုံးဝင်ကြတယ်ဝင်ပြီးအတားတိုင်းဝင်ပြီးရှိုးတော့တာလူတွေ့လူတက်ပေါ့တွေ့တဲ့အကောင်တက်တာကဲလို့ရဲဆက်ဆက်ပါပဲကျွန်တော်အမြင်မှာတော့တစ်ခါမှမတွေ့ဘူးကွာဒီလောက်မှရရင်လည်းမတွေ့ဘူးကွာအဲ့ဒါပြီးတဲ့အဲ့ဒီဒီလိုပါပဲလန့်လောပြန်တာပဲယူတာပဲအကောင်လုံးပစ္စည်းတည်းများပြီးတော့ပစ္စည်းတွေယူတာပေါ့နော်ကောင်းတယ်ဆိုလဲဆိုင်ကလေးယူတယ်อืมဘေးနားမှာကတ်ထားတယ်ပြီးလို့စင်မြတ်ပြတ်ဆက်တွေပြီးရင်မြည်ဆက်တွေပေါ့နော်အကောင်လုံးဆက်မှန်တဲ့ညအကောင်လုံးဖယ်ပြီးတော့ ထားတာပေါ့အကုန်လိုက်တယ်ပြရတယ်ကျွန်တော်တို့ဒီ1သူကားနေတယ်ကဲအဲ့လိုမျိုးကားနေတယ်ဘယ်ပို့လဲသိလားကားနေတယ်တော့ဘယ်ပို့လဲတော့မသိဘူးသူကားနေကဲတာလို့သိတယ်တင်တော့တင်ပေးလိုက်ရတယ်တင်တော့တင်ပေးလိုက်ရတယ်ကားနေတယ်ကဲရပါတယ်ကျွန်တော်တို့ကြတော့သူတို့သွားတဲ့နောက်ပဲ6ပဲလိုက်တယ်သူတို့အိမ်ဝင်ကြောင်းလို့မှုရပါသူတို့ကတော့အကောင်းသားတွေယူကြတာဟုတ်ကဲ့ကိုကြီးကတော့ရရယူမှာစေကျွန်တော်ယူတာပဲခါကြလို့စင်ဟုတ်အရင်ခက်ကပတ်စံတွေပါတယ်ရောပါတာမသိဘူးပတ်စံမှန်ပြီးရကျွန်တော်အကုန်တဲထဲယူပဲကျွန်တော်လည်းပေါ့ကျွန်တော်အဲ့နေပြီးတော့ယူလာကနေညဖျောက်ရောက်လာတယ် ။ညာဘက်ရောက်လာတော့ရွာလိုက်တောင်းမှမရှိတော့ဗျာခက်ပြေးကုန်။ခက်ပြေးကုန်တော့ကျွန်တော်တို့အဲ့ရွာထဲမှာရှင်းလင်းပြီးတော့ညာဘက်မှာစက္ကန့်နေချရတယ်။ကျွန်တော်တို့တဲတဲ့အိမ်အကြတော့ဘူးတယောက်လည်းရှိတယ်။ဖိုးကြီးကကြတော့ကျမ်းမရင်မကောင်းတက်လက်ကြီးနေပြီဆိုတော့အမကျွန်တော်ဆက်ပုံဘူးပေါ့ထမင်းချရတယ်။ထမင်းချတယ်။သူတို့ကြက်တွေပါလေရိုက်ချက်ဂျွာလေးကကြက်တွေလိုက်ရိုက်ချက်ရိုက်ပြီးတာနေရော့ချက်ဂျွာလေးကအဲဈေးဆိုင်နေအကောင်လုံးလိုက်လှန်တော့ပေါ့လှန်တော့ပြီးတာနေရော့ချက်အကောင်လုံးမှာနော်သူတို့လိုက်ယူကြတယ်။ကျွန်တော်တော့ မင်းချက်နေခဲ့ပေါ့သူတို့ကကုန်မှုရကျွန်တော်မှလာရငါတို့တော့ရက်လေးတလုံးတော့ခြာပြီးပြလာပါတော့အဲ့သူတို့အာဘာလို့သူတို့ကဆပ်ဖို့မှုတော့လိုက်လို့မရဘူးလေသူတို့တော့မှွေလာပြီအာသူတို့မှွေလာကျွန်တော်လိုက်ကြည့်တာပါလဲဆိုအတူတွေရောအစ်စ်တွေရောရွှေလေးပါလေပါလာတယ်ကျွန်တော်လိုက်ကြည့်တာပေါ့ဟာဟိုလေးကလာတယ်ငါ့ကိုလည်းပြီးပါအောင်ကွာဒီကလေးကလာကျွန်တော်လိုက်ဆွဲကောက်လာတာပါလာသေးတယ်ကျွန်တော်ကတော့အတူမှမသိအစ်စ်မှမသိဆိုဒီကတော့မှအတူပြန်ကိုလည်းယူလာတာပေါ့ဂျူမီယူလာတယ်လိုက်ယူတယ်သူတို့ယူလာတာဆရာကြီးတယောက်ယူလာပဲလေသူဆရာကြီးဆိုတော့အကုန်ပတ်ယူလာဖုန်းနဲ့ဆိုတော့ share ကျွန်တော်အမအဲ့ဖုံးကပါလာတယ်ဖုံးဆုပ်လေးဖုံးဆုပ်လေးအဲ့ရမယ်သူတို့မကောင်းဆိုရင်နှုတ်နာတယ်ဖုံးကခလုတ်ကလည်းမရှိတော့ဘူးဆိုတော့အေးကွာမကောင်းရင်လည်းငါဆန်းကြည့်မယ်တော့အားသွင်းလိုက်တော့ဖုံးကတော့ကန်လို့ရပါတယ်အဲ့လိုမျိုးပဲယူတယ်နောက်ပြည်ဆုံးဘယ်လိုဖြစ်လဲဆိုတော့သူတို့လောက်ရတဲ့တော်တော်ဆိုးလာပြီညပြားမှလူတယောက်မှလည်းမရှိတော့ဘူးရန်သူလည်းမဟုတ်ပါဘူးကြွာသားတွေကကြောက်လို့ပြေးရတာပဲဒါတွေကိုကြွာသားတွေကပစ္စည်းတွေယူတယ်ကအဲ့လိုမျိုးပေါ့ကြွာသားတွေပစ္စည်းနဲတာမပေါ့ဘူးကွာအမှလည်းသက်ဆိုရင်ကျွန်တော်တို့ မြပြဆက်ဆို15လုံးရှိတယ်။နီးဆက်ဆိုရင်5လုံး။ညိုက်ပါပဲဆိုင်ငယ်တွေရောယူကြတယ်။အဲ့ဒါလေးကျွန်တော်တို့ကတဏှာပုံလို့ရတယ်။သူကကားနဲ့ထပ်ခဲ့ပြန်တာအဲ့လိုမျိုးလေး။ကဲဒါတော့ဗောနော်။ဒီအလင်းဝင်လာတဲ့ပါစာပြောထားတဲ့ဝင်ခံထားတဲ့စာပဲဖြစ်ပါတယ်နော်အဲ့တော့သူတို့စစ်ကြောင်းထိုးရဆိုရင်လူတွေရောမှာတွေ့ရလူတွေအကုန်လုံးလိုက်တက်တာဖြစ်ပါတယ်နော်ဒါအပြင်ရှစ်မြက်ပစ္စည်းတွေယူတာယူပြီးယူပြီးမှနော်အင်းဒီမီးရှို့တာ ဒါတွေကုန်လုံနေကြပုံစံတိုင်းကိုသူရှင်းပြနေတာဖြစ်ပါတယ်နော်အဲ့တော့အချက်မစစ်တဲ့ရုပ်မှမူကတော့ဒီမှာလုံးဝသူဝင်ခံထားတဲ့အတိုင်းပဲပေါ့နော်တော်တော်လေးကိုရုပ်မှားဖြစ်ပါတယ်နော်ကဲနောက်ထပ်လေဒီမှာဆိုရင်ဒီဘာသာရေးပြဿနာနဲ့ပတ်သက်ပြီးတော့တုံ့တက်ပြထားတဲ့ဒီ master video ကိုချက်ထားအောင်ကြည့်အောင်နော်ဒီ video ကတော့ဒီမှာမနေ့က video ဒီတင်ပြီးတော့မှဒီ comment တွေကိုဖတ်ပြီးတော့ပြန်ပြီးတော့ပြောတဲ့စကားဖြစ်ပါတယ်เนาะအဲ့တော့ကျမတို့က ထိလွယ်ရှလွယ်ကိစ္စတွေကိုပြောတဲ့အခါကြလို့ရှိရင်ဟာလာတကယ်ဟိုမှာအသက်အန္တရာယ်ချိန်ချောက်တဲ့အထိเนาะအမုန်းပွားတဲ့ဇာတ်တွေကိုမြင်နေရတာဖြစ်တယ်ဒါတွေမမြင်ချင်လို့လေတော်တော်လူတွေကမပြောကြတာကြောက်ကြတာပေါ့ရှင်เนาะအဲ့တော့တော်တော့အကြောက်တရားနဲ့လူဖြစ်လာခဲ့ရတဲ့လူမျိုးတွေဖြစ်တယ်ကျွန်တော်မြန်မာနိုင်ငံအဲ့တော့ဒီအကြောက်တရားတွေကိုရိုက်သွင်းပြီးတော့ဇာတ်တွေပြောလို့ရှိရင်လူတွေကကြောက်သွားတတ်တယ်เนาะတကယ်တော့အမှန်တရားနဲ့အကြောက်တရားရှင်လာလို့ရှိရင်အမှန်တရားကနိုင်တယ်เนาะအမှန်တရားကနိုင်တယ် ကြောက်တဲ့လူချင်းချောက်တဲ့လူထားပါတော့ပါဇက်နဲ့နှုတ်နဲ့ချင်းချောက်ရုံနဲ့မကလက်နဲ့ဟာလာကွန်မန်းရေးပြီးချင်းချောက်ရုံနဲ့မကလို့လူတယောက်ကိုကိုရီးလက်ရောက်လာပြီးတော့တတ်သွားတယ်ပဲအမှန်တရားကနိုင်တယ်အဲ့ဒီလူရဲ့သမိုင်းရာဇဝင်ကလှရင်နော်လှတော့ကျမတို့ဟိုလူတွေမှာကအသက်ကတစ်ချောင်းပဲရှိတာဘဝကတစ်ခုပဲရှိတာဒီဘဝတစ်ခုမှာရှင်သန်ရတဲ့အချိန်ကာလကလည်းတော်တော်လေးဖြစ်တယ်အဲ့ဒီတော့ကျမတို့ကအကုန်လုံးကတော့လူတွေလူတွေဆိုတာအကုန်လုံးတိမ်မျိုးကြီးပဲ နော်တစ်ချိန်မဟုတ်တစ်ချိန်သေးရမှာယောဂနဲ့သေးသေးမသေးလို့လို့ရှိရင်ကိုယ်အစီးတင်းနဲ့လည်းသေရင်သေးမယ်မြိုင်းနေရင်ထိုင်ရင်လည်းသေရင်သေးမယ်သေရမှာကတော့သေရမှာသေရမှာနဲ့အတူတူကျမတို့ကလူလောကမှာရောက်နေတဲ့ခဏလေးကိုတောင်းရင်ကိုယူချင်တာလူဆိုတဲ့တောင်းဝင်ကိုကြည့်ချင်လို့ကျမတို့ကဒီစကားတွေပြောချင်ဖြစ်တယ်နော်အဲ့တော့မဘာသားတွေနဲ့ပတ်သက်ပြီးတော့မှပြောတော့မဘာသားကိုနော်ဟလာထောက်ခံအားပေးနေတယ်လို့ဗုဒ္ဓဘာသာကိုချစ်လို့ဖြစ်ပါလိမ့်မယ်အစွမ်းရောက်ဆိုလို့ရှိရင်တော့ပေါ့နော်အဲ့တော့ဗုဒ္ဓဘာသာကိုချစ်တယ်ဆိုလို့ရှိရင် မဘာသာကိုပို့ပြီးကောင်းမွန်တဲ့အဖွဲ့စည်းတစ်ခုဖြစ်အောင်ဝိုင်းပြီးတော့ပြည်သူလူထုတွေကစကားကိုထုတ်ပြရမယ်အတန်ကိုထုတ်ပြရမယ်နော်မဘာသာရည်ရွယ်ချက်သိကောင်းပါတယ်ဘာသာသာသနာကိုစောက်ရှောက်ကာကွယ်ဖို့ဆိုပြီးတော့ဖွဲ့စည်းထားကြတယ်ဟာပေါ့ဒါပေမဲ့လုံဆောင်မှုကောင်းနေဖို့လိုတယ်နော်ကျမတို့ဘာသာသာသနာကိုကာကွယ်စောက်ရှောက်တယ်ဆိုတော့အခုဟလာကျောင်းတို့နိုင်ငံထဲမှာကျောင်းကမိကုန်းတစ်ခုရင်းနေပြန်ထုတ်ဖျားစီတီဖြက်စီးနေတာဘယ်လိုတွေလဲ เนาะไอ้ตัวเมียเนี่ยฮะมุสลิมนี่เจ้านี่พญาเจ้านี่คริสเตียนพญาเจ้านี่กูปงเจ้นี่ล่ะเว้ยไอ้ตัวนี้แหละไอ้ไอ้มาบาตากูมวยท่าได้ลูกนี่เว้ยไม่ถูกล่ะฮะล้วยนี่แหละตลอดล้วยนี่ล่ะเนาะจมารู้หลูอ้งนอกก็เลยต้วยไหนเนี่ยจมารู้อ้งนอกนี่ตะไลสันอ้งนอกได้หมดဟုတ်တယ်။အဲ့ဒါတွေကိုပြန်ရှာပြီးတော့တွေးကြည့်ရမယ်။ဒီဘုံကြီးတွေကိုဘယ်လိုတတ်ခဲ့တာလဲ။ဘုံကြီးတွေကိုဘယ်လိုဖိနှိပ်ခဲ့တာလဲ။ဟုတ်လား။ ဒီဒီဖះအเจ้าမထိုးတွေကိုဘလို့လုတ်ခဲတာလဲဖះအရွှေတွေတောင်ခွာပြီးဘလို့ရောင်းစားခဲ့ပြီးတို့အကျိုးတော့ဘလို့တွေလုတ်ခဲတာလဲဒါတွေကိုကျမတို့ကဇင်းမြစ်ကိုရှာပြီးဒီဗုဒ္ဓဘာသာကိုဘယ်သူစော်ကားဘယ်သူဖြက်စီးနေလဲဆိုတာသိရမယ်အဲ့တော့ဘာသာလို့ပြောတဲ့ထဲမှာကောင်းတဲ့ဘုန်းကြီးတွေရှိတယ်ကျမပြောတာမကောင်းတဲ့ဘုန်းကြီးတွေကိုပဲပြောတာရှင်တို့မဘာသာကိုထိလို့နားမနေနဲ့ကျမပြောတာကမဘာသာထဲကမဘာသာကိုစော်ကားတာမဟုတ်ဘူးဒါပေမဲ့မြမမျိုးအခုလိုမျိုးပြဿနာတွေဖြစ်အောင်ဖန်တီးနေတာအဲ့မဘာသာတွေလည်းကနေထွက်လာတာဒါကြောင့်မလို့မဘာသာဘုန်းကြီးလို့ကျမကပြောတာ နော်အခုတခြားနိုင်ငံမှာဖြစ်နေတဲ့ကိစ္စတွေပါလက်စတိုင်းမှာဖြစ်နေတဲ့ကိစ္စတွေသူတို့နိုင်ငံလည်းဘာသက်ဆိုင်လို့လဲဘာမှမသက်ဆိုင်ဘူးသူတို့ဘာသူတို့ဖြစ်နေတာသူတို့ဘာသူတို့ဖြစ်နေတဲ့ပြဿနာသူတို့ပြဿနာကိုလည်းကျမတို့အရင်မြင်ခံလို့ကျမတို့ကိုယ်တိုင်လည်းမသိဘူးပြဿနာတိုင်းပြဿနာတိုင်းမှာသူကိစ္စနဲ့သူရှိတယ်လူဆိုတာနော်ခွေးတောင်မှဂျောင်ပေးရင်ပြန်ကြိုက်တယ်နော်ခွေးတောင်ဂျောင်ပေးရင်ပြန်ကြိုက်တယ်ဟုတ်လားအဲ့တော့ပြဿနာတွေလူမျိုးတစ်မျိုးကလူမျိုးတစ်စုကထပြီးတော့ပုံကြွား ိုကြီးထွားလာတဲ့ပြဿနာတွေကသူ့အရင်မြင်တဲ့သူရှိနေမယ်သူ့အကျိုးအကြောင်းနေတဲ့သူရှိနေမယ်အဲ့တော့ကျွန်တော်တို့ကတခြားနိုင်ငံမှာဖြစ်နေတဲ့ပြဿနာကျွန်တော်တို့နိုင်ငံတွေကိုဆွဲမထင်နဲ့เนาะဆွဲထည့်ဘယ်သူတွေခံရမလဲပြီလားကျွန်တော်တို့လူမျိုးတွေခံရမှာဘာလို့လဲကျွန်တော်တို့မြန်မာနိုင်ငံထဲမှာအဆင်မပြေခဲ့လို့တခြားနိုင်ငံတွေကိုရောက်နေကြရတယ်အလုံးလုံးနေကြရတယ်ဟုတ်လားဗုဒ္ဓဘာသာတွေလည်းရှိတယ်ခရစ်ယာန်တွေလည်းရှိတယ်မွတ်စလင်တွေလည်းမွတ်စလင်တွေလည်းရှိတယ်ကျွန်တော်တို့ အခုလက်ရှိရောက်နေတဲ့နိုင်ငံတော်မူဆလင်နိုင်ငံမလေးရှားနိုင်ငံပါကျွန်တော်တို့ရောက်နေကြတာရှင်တို့အဲ့မှာလိုက်ကြီးတွေတွေ့တွေ့ပြီးတော့မူဆလင်တွေမကောင်းကြောင်းတွေပြောလိုက်ဟုတ်လားဘာသာရေးမိုင်းတွေတိုက်လိုက်ဟုတ်လားဒီမလေးရှားမှာရောက်နေတဲ့အဲ့မှာဘာသာအဆုံးရောက်နေရပါဒီလိုမျိုးတွေလုပ်နေတော့ကိုအန်ဒီရဲ့ကိုကြည့်ကြနော်ကျွန်မပြောတာကိုအန်ဒီရဲ့ကိုကြည့်ကြနော်မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့အတိုင်းဒါနဲ့ဟုတ်လားကျွန်တော်တို့ဒီမလေးရှားနိုင်ငံမှာဘယ်သူမှဟိုပါမစ်ကိုထုတ်မပေးရဘူးမြန်မာနိုင်ငံသားတွေနော်ပါမစ်မထုတ်ပေးရဘူးမထုတ်ပေးရလို့လည်းပါမစ်လုံးဝမရတဲ့လူတွေအများကြီးပဲအဲ့တော့ဒီမှာကျွန်တော်တို့က အထောက်ထားမဲ့နဲ့နေနေကြရတာနော်အထောက်ထားမဲ့နဲ့နေနေကြရတာဒီရှင်တို့တစ်တော့တစ်တော့ဆိုတော့ပုံလုံးတုံးနေတာနိုင်ငံလားနိုင်ငံတကာကနေတုံးနေတာအခုကတစ်တော့ပဲဖြစ်ဖြစ် translate တွေနဲ့အကုန်လုံးကြည့်နေရအကုန်လုံးသိနေရတယ်ဟုတ်လားရှင်တို့မူဆလင်မကောင်းကြောင်းတွေပြောလိုက်ပါလက်ဆိုင်မှာဖြစ်နေတဲ့ကိစ္စတွေကိုအာဘဲရှာဘဲကြီးနဲ့ရှင်တို့ light တွေရဖို့အတွက်ရှင်တို့ဟိုပြောဟိုအာဘဲရှာဘဲနဲ့ရှင်တို့ပြောနေကြတာဟုတ်လားဒီနိုင်ငံသားတွေမသိဘူးထင်လားဟင်ဒီနိုင်ငံသားတွေနားမလည်ဘူးထင်လားဟုတ်လား ဒါကြောင့်မဘာသာရေးအဆုံးရောက်တွေကကျွန်တော်တို့နိုင်ငံထဲမှာအရှိကိုမရှိသင့်ဘူးဒီဘာသာရေးအဆုံးရောက်တွေကတော်တော်ပြဿနာရှာတဲ့ကောင်လေးဒီကောင်တွေကဟုတ်လားအဲ့ဒီလိုမျိုးရှင်တို့ဘာသာရေးနဲ့ပတ်သက်ပြီးမွတ်စလင်တွေမွတ်စလင်နဲ့ငကိုအမှကျွန်တော်တို့မှာဖြစ်နေတဲ့ပြဿနာအဲ့ဒီဟိုပင်ကလေးပြဿနာလူရင်းကြပြဿနာတွေကမပြီးဆုံးသေးပဲနဲ့နိုင်ငံတကာမှာဟိုနိုင်ငံတကာမှာကျွန်တော်တို့မြန်မာနိုင်ငံကြီးကဟိုနာမည်ပြန်နေတာဟုတ်လားဒီမွတ်စလင်တွေကိုဖိနှိပ်ပါတယ်မမာတွေကဖိနှိပ်ပါတယ်ဆိုပြီးတော့ဖြစ်နေတဲ့ကိစ္စကြီးဒီကိစ္စကြီးကိုကျွန်တော်တို့နိုင်ငံကဖိဖိချင်းချင်းထောက်ရမယ့်ကိစ္စအဲ့ဒီပြဿနာတွေကအခုလက်ရှိမှာအဲ့ဒါတွေကမရှင်းနိုင်သေးဘူး ဟုတ်လက်ရှိမှာကျမတို့ကဗာနဲ့ရဖြစ်နေခွေးတွေနဲ့ပြန်ပြီးရဖြစ်နေတာပြန်ပြီးတိုက်တိုက်ခိုင်နေတာဒီကိစ္စတွေမထင်းနိုင်ဘူးအတာထားအောင်ဒီကိစ္စတွေเนาะအဲ့တော့လူမျိုးကြီးကလူမျိုးစု တစုကိုဖိနှိပ်ပါတယ်တက်ဖြတ်ပါတယ်လူမျိုးတုံးတက်ဖြတ်ပါတယ်ဆိုပြီးတော့မှာကိုကောင်းနေလုတ်ထားတဲ့ကိစ္စကျမတို့မြန်မာတိုင်းကလားလို့မြန်မာနိုင်ငံထဲမှာရှိနေတယ်မြန်မာလူမျိုးအလုံးကမျက်စောင်းထိုးခံနေရတဲ့အခြေအဲ့ဒီအချိန်မှာကျမတို့ မြန်မာနိုင်ငံမှာလည်းအချိန်မပြေဘူးသူများနိုင်ငံမှာကျမတို့လုံလလုံနေကြရတဲ့အချိန်ဖြစ်တယ်အဲ့တော့သူများနိုင်ငံထဲမှာရှိနေတဲ့ပမာတွေအတွက်မြန်မာတွေအတွက်မြန်မာလူမျိုးတွေအတွက်ဟွန်းเนาะရှင်တို့စောက်ပေါက်တွေပိတ်ထားရင်ဘူးကောင်းမယ်လို့ကျမပြောကြတယ်ကဲဒါတော့เนาะဘာသာရေးနဲ့ပတ်သက်ပြီးတော့ကြည့်လေရှာလေဖြစ်တဲ့တော့ဗောနစကားပြောတဲ့ဟာတွေဒီဘာဘာသာပြောတဲ့ဟာတွေကတော်တော်လေးကိုလွန်ခဲ့ရတယ်ရှိတယ်ဗောနအဲ့ဒါတိထောက်ဖြစ်တော့ဖြစ်ပြောတော့ဖြစ်ပါတယ်เนาะအဲ့တော့ဘာဘာသာဘက်ကလည်းတချို့လည်းဆိုရင်ပြောတဲ့ဟာတွေကတကယ်ဒီ ဒီဘာသာရေးဂရိအရိကယုံတွေပြန်ဖြစ်အောင်ပေါ့နော်သူတို့တွေးထိုးလို့ဆိုနေတဲ့ပုံစံတွေပြောနေတယ်တွေ့ရပါမယ်နော်အဲ့ဒါတွေကိုမှတည်သုံးသပ်ပြီးသားဖြစ်ပါတယ်ကဲနောက်ဆုံးမှကျွန်တော်ကြည့်ရမှာတော့ဒီတော်လိုင်းထောက်ဖို့ဘွားနေအပိတိုင်ရန်နာပါတော့မယ်ဆိုပြီးတော့စာတင်ပြီးထုတ်ပြောလာတဲ့ပန်ဆယ်လိုရဲ့ဒီပြောထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့နော်ကိုစီ30ချက်လေးကျွန်တော်နားထောင်မှာဖြစ်ပါရင်နော်အဲ့တော့ပန်ဆီလိုကအခုချိန်မှာဆိုရင်တော်လိုက်ရေခုချိန်ဒီရအောင်ပေါ့နော်အမျိုးမျိုးသူလုံနေလုံခဲ့တာတွေ့ရတယ်ဝေဖန်မှုတွေလည်းအများကြီးကြုံခဲ့ရတာပေါ့နော်ဒါပေမဲ့အခုဆိုရင်ဝေဖန်မှုတွေလည်းတော်တော်ကြီးကိုကျေပြန့်လာတဲ့အပြင်ကိုအခုကစစ်တပ်ဘက်ကနေမဟုတ်ဘဲနဲ့ဒီခုဖတ်ချင်းချင်းပေါ့နော်ခုဆိုရင်လည်းထားပါတော့ဒီ NIR နဲ့ပတ်သက်ပြီးတော့လည်းဝေဖန်မှုတွေကြုံရတယ်လို့တခြားဒီထောက်ဖို့အမျိုးမျိုးကလည်းဝေဖန်နေတာတွေ့ရတယ်ပေါ့နော်အဲ့တော့အခုချိန်မှာသူထောက်ဖို့ဘဝကညံ့နာပါတယ်ဆိုပြီးမှတရားဝင်စာထုတ်လာတာဖြစ်ပါတယ် အဲ့ဒါအဲ့ဒါနဲ့ပတ်သက်ပြီးကိုစေသုံးသက်ချက်လည်းနားထောင်ကြအောင်နော်ကဲဘိုးဘေးရက်ကကဖုတ်ခွေးတွေနဲ့တတ်အောင်စုကတော့ပျော်စရာကောင်းတဲ့တည်င်းပေါ့ဗျာနော်တော်လှန်ရေးတွက်ကတော့အင်မတန်ဆုံးရှုံးတဲ့နစ်နာမှုကြီးပဲအဲ့ဒါကတော့အားလုံးတိကျတဲ့စစ်အာဏာရှင်ကိုဆယ်စုနှစ်ကြောကြာဒီဇိုင်းမဲ့မဲ့စန့်ကျင်ခဲ့တဲ့ပန်ဆယ်လိုဆိုတဲ့မျိုးသမီးကတော့သူ့ရဲ့လူမှုကွဲမှာကြီးညာလိုက်ပါပြီပန်ဆယ်လိုဟာလက်ရှိရန်ပုံငွေရှာပွေရေး project တွေနဲ့ဘာတစ်ခုမှတာဝန်ယူတော့ပါဘူး ရှင်းရှင်းပြောရင်တော်လန်ရေးကိုတူငွေလုံးဝမရှာပေးတော့ပါဘူးလို့ကျင်ညက်ထောက်လိုက်ပါတော့နော်ကျွန်တော်တို့အမြဲပြောပါတယ်ထောက်ဖို့တွေကိုအရေးကြီးတယ်ထောက်ဖို့တွေကိုဝင်းရမှာထောက်ဖို့တွေကိုအရေးကြီးတယ်ထောက်ဖို့ကနေတွားတဲ့တော်လန်ရေးဖြစ်တဲ့အတွက်ထောက်ဖို့တွေကိုဝင်းရဖို့မရှိဘူးဒါပေမဲ့ထောက်ဖို့တွေရှိကလိုရင်နာတောင်းတဲ့လူရှိတယ်ဒါကျွန်တော်ဘယ်သူမှမပြောဘူးနော်လိုရင်နာတောင်းတဲ့လူရှိတယ်ထောက်ဖို့ကောင်းဘယ်သူပဲတနေနေဘယ်သူမတက်ဆိုင်ဘူးအဒီနေရာမှာတခုဆိုးတာကအခုပန်ဆယ်လိုမျိုးဆိုရင်ဒါတပွက်တစ်ခုတည်းအတွက်ထောက်ဖို့လုပ်တာမဟုတ်ဘူး အဲ့ဒီအတွက်အဲ့လိုလူမျိုးတွေကိုဘယ်လိုသဘောထားသူကျွန်တော်တို့ပေါ့ကျွန်တော်တို့ဆိုတိုင်းရင်းတစ်ခုတည်းတော့ထောက်ဖို့လို့လာမဟုတ်ဘူးရတဲ့ရမုံကိုညှပြီးတော့တိုင်းနဲ့ပြည်နယ်ကိုချပေးတယ်အဲ့တော့တိုင်းရင်းတပ်ဖွဲ့တွေကဒီလူကသူတို့ရဲ့ထောက်ဖို့မဟုတ်ဘူးဆိုတော့အတွေးမျိုးတွေးထားတဲ့အတွက်အဲ့ဒီလူတွေကိုကြိုက်တဲ့လူတိုက်ခိုက်တိုက်ခိုက်သူတို့နဲ့မဆိုင်သူတို့ပဲနေတယ်အဲ့တော့အဲ့ဒီလူတွေပျော်လဲတော့ရင်တော်လိုင်းရင်ဘလောက်ညံ့တာတော့မလဲဆိုတဲ့အရာကိုမတွေးကြဘူးနောက်တစ်ခုက NUG အစိုးရအနေနဲ့ကလည်းထောက်ဖို့ကဏ္ဍကိုလုံးဝကိုတိတိကျကျထားတာတွေ့တယ်။လောက်ပါတယ်တော့မပြောနဲ့ PRF ကဏ္ဍတော့ဒါအိမ့်မဲ့မရှိဘူးအဲ့လောက်လုပ်ရုံနဲ့ เนาะတကယ်ဒီမှာမဆိုင်တဲ့ဝင်ကြီးဌာနတွေတော့ကြည့်နေတာဒီထောက်ပို့ကဏ္ဍအတွက်တီးတန့်ကိုကျွန်တော်တို့စီစဉ်ရမယ်ဥဆောင်ရမယ်เนาะလမ်းပြရမယ်ဝင်းညံရမယ်ကာကွယ်ရမယ်ဒါတွေဘာတစ်ခုမှမရှိတဲ့အတွက်ထောက်ပို့တွေကခိုးတဲ့ကောင်ကခိုးတယ်မခိုးဘဲနဲ့ဘဝနဲ့ရည်မီလောက်တဲ့ကောင်ကစော်ကားကန်ထိနှိမ့်ကုတ်ကန်ထိတယ်เนาะအခုကျွန်တော်ဆိုရင်ထိုင်းမှာမျိုးစုံတိုက်ခိုက်ခံရတာကိုနီးကိုဟန်နေပဲရအောင်တက်ချက်ခံပြီးလုပ်နေတာเนาะပန်းဆယ်လို့ဆိုပူဆိုးတယ်အားလုံးတိတဲ့အတိုင်း နောက်ပန်ဆယ်လုံးကိုစိတ်သက်ကြွားတဲ့အပိုင်းကတော့ကျွန်တော်ထင်တာမှမိုင်းရန်သူဘက်ကိုသူစောက်ပြစ်ဆိုင်တဲ့လူမျိုးလို့မဟုတ်ဘူးเนาะကျွန်တော်တို့လည်းရန်သူဘက်ကိုစောက်ပြစ်မဆိုင်ဘူးအဲ့ဒီကိုဘက်ကဘာဆိုတဲ့ဟာတွေရဲ့တိုက်ခိုက်မှုကြောင့်အဲ့လိုဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောတာကျွန်တော်ပန်ဆယ်လုံးဖန်လဲမဟုတ်ဘူးပန်ဆယ်လုံးအောက်ခွဲလဲမဟုတ်ဘူးတခုတော့ပြောချင်တယ်တော်လှန်ရေးမှာဗျာလူ9ယောက်ကရန်ပုံငွေရှာပေးတယ်နော်ဒီလူ9ယောက်အချိန်ကြောင့်တော်လန်ရေးကိုရံမုံငွေစီးစင်းဒီလူကိုမကောင်းဘူးဆိုပြီးဒီတယောက်ကတိုက်ဒီတယောက်ယောက်သွားမယ်ဘယ်နှယောက်စာပဲကြံတော့၄ယောက်ပဲရှိတော့မယ်လေ အဲ့တော့ဒီလူကတကယ်မကောင်းဘူးလားမကောင်းဘူးခိုးတယ်ဖွက်တယ်ဆိုလို့ရှိရင်လေတက်တယ်တက်ကရအချက်နဲ့တိတိကျကျနဲ့စော်လေအခုပန်ဆယ်လိုကတခါလည်းပြောရတယ်ရမုံဝင်ရှာမွေးနဲ့ပတ်သက်လို့သူလုံးဝမလုပ်တော့ဘူးဒီသူလုတ်ခဲ့တဲ့အရာတွေအားလုံးဒီဗယံမကဆွဆွဲတာကလွဲလို့တိကျတဲ့နော်တက်တယ်တက်ကရရှိရင် AUG အစိုးရစီမှာပိုင်ကြားနိုင်တယ် AUG အစိုးရရဲ့စစ်ဆေးအရေးယူခြင်းကိုခံပေးဖို့သူအစင်းနဲ့ရှိတယ်တခါလည်းသူပြောထားတယ်နော်အမှတူရေးထားတဲ့စာကတော့ ကျွန်မရဲ့လူလူယုံကြည်မှုကိုစုစည်းနိုင်စွမ်းဟာပြည်သူတယောက်အနေနဲ့တော်လှန်ရေးပေါ်အကျိုးပြုနိုင်စွမ်းဖြစ်ခဲ့ပေမဲ့ကျွန်မအတွက်တော့အစိတ်ဖြစ်အစိတ်ပြန်ဖြစ်ခဲ့ပါတယ်ကျွန်မတယောက်တည်းကိုဥတီတော်ဂုံတိတ်ခဖြက်စည်းခြင်းတွေမိသားစုနဲ့ပတ်သက်သူအားလုံးစီရောက်ရှိလာတဲ့နာကျင်မှုတွေမလုံခြုံမှုတွေတစ္ဆာဆိုပါတယ်ဒီထံတွေကိုကျွန်မအစွမ်းကုန်အစွမ်းအားလုံးကုန်ဒီအထိတောက်ခံခဲ့ပါတယ်လို့ပန်ဆယ်လိုကရင်ဖွင့်ခဲ့တာဖြစ်ပါတယ်ကဲအဲ့တော့ဘာဖြစ်သွားလဲကျင်တတ်ချက် ။ဟိုဘက်ရောက်ပေါ့မမဲဘူးနော်။ဟိုဘက်ရောက်ကအဲ့လိုလုပ်ဖို့တည်တယ်။ဟိုငပေါက်ထိုင်းကိုလာတယ်ဆိုတာထိုင်းမှာရှိတဲ့ထောက်ဖို့အင်အားစုကိုဖြိုးလာ။ဒါကဘူမတိဘာမတိကောင်တွေကငစီနဲ့ငပေါက်နဲ့ရံပြစ်တယ်လို့ထင်တဲ့ငပိုင်းရရှိသေးတယ်။ဟမ်ထောက်ဖို့ကိုလာဖြိုးလာငစီနဲ့ငပေါက်နဲ့ရံပြစ်ကောင်ငပေါက်မင်းကျွန်တော်သွားခွာထားတာမဟုတ်ဘူး။ထိုင်းမှာရှိတဲ့ထောက်ဖို့လာဖြိုးလာထိုင်းမှာငစီဟာထောက်ဖို့မလုပ်ဘဲနဲ့ဒီတိုင်းနေကြည့်ငပောက်ကမလာဘူးငစီရဥတည်ကြီးမတိုက်ဘူးရှင်းရှင်းလေးနော်အဲ့ဒီတဘောတရားတွေတော့မတိဘဲနဲ့တော်လိုင်းရေးဘက်မှာပါဝင်နေတဲ့လူတွေကိုလည်းကျွန်တော်အံ့ဩတယ်တကယ်ပြောတာပြောချင်လို့ရှိရင်ပြောမဲ့စကားတွေအများကြီးဂုံစာချင်လို့ရတယ် အခုကျွန်တော် PSD network ကနေလာစီထိုင်းမှာအလူခံလို့မရဘူးတော့ဘယ်သူမှကျွန်တော်ဝင်ဝင်ရအောင်ရှာလို့ရအောင်ကျွန်တော်တို့ခံပြီးထားတယ်အဲ့ရရတဲ့ငွေရုံးပွက်နဲ့တက်ရိုက် NUG ရဲ့စစ်ရုံးချုပ်ကိုချိန်ပေးထားတယ်ကျွန်တော်ဖုန်းတစ်ပေါက်ဝင်မပြောဘူးဝင်ပြီးတော့မန္တလေးတိုင်းတက်ဖို့ဆိုတာဝေးကျွန်တော်တို့ဖြစ်ချင်တာကတော်လှန်ရေးအထောက်အကူပြုချင်တယ်အောင်မြင်ချင်တယ်လိုအပ်တဲ့အရာကိုဝိုင်းလုံးချင်တဲ့စိတ်နဲ့ပဲလုပ်တာကျွန်တော်နေရာမှာတာဝန်လူဆိုမန္တလေးတိုင်းတက်ပြပြီတပုံကြီး IOG စီရောက်မှာဘဒူဘာတောင်ဝင်ထမ်းတာတော့ကျွန်တော်မသိဘူးပြည်စရာလည်းမလိုဘူးဘာဖြစ်လို့လဲကျွန်တော်တောင်ဝင်ကငွေရှာပေးဖို့ ်စေယုံကျုပ်ကိုမွေမထက်ဘူးဘာဖြစ်လို့ဒါပြည်သူဆန္ဒအရစေယုံကျုပ်ကနေစေရင်တောင်းတယ်တရင်တက်ွက်ဘယ်တိုင်းတည်နေအနှံ့ကတိုင်းတက်ွက်ဒီဘသူတွေကဘလို့လိုအပ်ချက်ရှိတယ်လိုအပ်ချက်အရင်ကြီးဆုံးွက်စေဖွဲ့လို့ဟာပြောဒါဒီစေရင်တွေကိုတောင်းတယ်တလားတခါတိုင်းနဲ့ပြည်နဲ့14ခုကိုမဲနိုင်ပြီးချပေးတယ်ယုံွက်နဲ့တိုက်ရိုက်ချင်းထားတယ်ကြားထဲကနေဝင်ပြီးတော့ရွှတ်ပတ်တာတွေရှုပ်တာတွေဆရာဝင်လောက်တာတွေမန္တလေးကြက်တာတွေကျွန်တော်ဘာတစ်ခုမှမလုပ်ဘူးစေအောင်ကျောင်းမှာဘဒူဘာတောင်းထားတာတော့ကျွန်တော်မသိဘူးအဲ့လောက်ထိခင်းအောင်နေတယ်ကျွန်တော် ။ဘာဖြစ်လို့လဲကျွန်တော်တို့ဖြစ်ချင်တာဒီဒီတော်လိုင်းရင်းမှာငါဘယ်ဘလောက်ရှာပေးနိုင်မလဲ။ဘလောက်ပါဝင်နိုင်မလဲဆိုတော့စိတ်တစ်ခုနဲ့ပဲလုပ်တာ။ဒါပေမဲ့အဲ့ဒီပုံမှာလုံနိုင်စွမ်းအားများလာတယ်။တိုက်ခိုက်မှုနှစ်ခုတုံးလာတယ်။နော်။တစ်ခုကတစ်ဖက်ရန်သူဘက်ကဟာတိုက်ခိုက်မှုရန်သူဘက်ကဟာတိုက်ခိုက်မှုစောက်ပြီးမဆိုင်ဘူး။ရင်းလည်းမခုံဘူး။နော်။စိုးလာကကိုယ်လုံးတူးလို့တော်နိုင်ရင်ဘက်ကပါဆိုတဲ့ဟာမျိုးနဲ့အပြစ်ရှာဒါကျွန်တော်ဆိုလုံးဝရှာလို့မရလို့နော်လာမမပူနဲ့တနည်းမောက်တနည်းနဲ့ ပိတ်ဂုံတိတ်ကပိုင်းနဲ့ရှာလို့ရရင်ရမရရင်ဥပဒေပိုင်းနဲ့ရှာမယ်တနည်းမုံတနည်းရအောင်ရှာပြီးရအောင်ဖြိုလဲကြမှာဟုတ်ဒါသူတို့ရဲ့လမ်းကြောင်းအဲ့တော့ဒီနေရာမှာတခုတတိထားနေတာကျွန်တော်တော်လန်ရေးဘက်ကတိုင်ရေးတပ်ဖွဲ့တာဝန်ရှိတဲ့လူတွေကအယူဂျီလူကြီးပိုင်းနေရောအခုပန်ဆယ်လိုတယောက်နာသွားပြီပန်ဆယ်လိုမပြောနဲ့အလုတ်ပိတ်ရဲ့လေးမှာမနာပဲနဲ့ရရအလှလိုက်ခံပြီးတော့တန်ရင်တခုတွေထောက်ဖို့နေတယ်ထောက်ဖို့လေးတယောက်ပဲနားကြည့်ဦးဒါဟာကျွန်တော်တို့တော်လိုင်းအတွက်နင့်နာကြပဲအဲ့တော့ကျွန်တော်တို့ကထောက်ဖို့တင်အတွက် အပေါ်ကလူကြီးတွေ ਨੇ ဘာတွေလုပ်ပေးနိုင်မလဲဘာတွေကာကွယ်ပေးနိုင်မလဲဘာတွေအေးအေးယူပေးနိုင်မလဲနှစ်ခုလုံးရှိဖို့လိုတယ်နံပါတ်1ကကာကွယ်ပေးရမယ်ကာကွယ်ကူညီပေးမယ်လိုအပ်တယ်လို့နံပါတ်2ကလည်းအေးအေးယူပူပိုင်းလည်းလိုအပ်တယ်စစ်စေးအေးအေးယူအယူဂျီဒီဥပဒေကြောင်းအရဒီကာလမှာနော်လူတယောက်ကိုဒီတိပတ်ရောက်နေတဲ့လူတယောက်ကိုလာပြီးတော့အေးအေးယူတော့မရရင်တည်းမရမယ်လူမှုရေးရအပြည့်ဝအေးအေးယူရကျွန်တော်တို့ဖြစ်နေတာအဲ့ဒါနော်ထောက်ဖို့တွေကိုစီစစ်တကယ်တကယ်တေချာလောက်တဲ့အဖွဲ့တွေကိုပြည်သူကိုမိမောင်းဖို့ဗျဒါလည်းဝေးရတာကာကွယ်တာပဲ နော်အခုတခုတခုကစော်ကားလာပြီပုံကိုရိုက်တိုက်ခိုက်လာပြီစော်ကားလိုက်အပြည့်ဝရက်ဒီပေးတန်ရင်တက်ဖွဲ့တွေကဘယ်နဲ့လိုအပ်လာရင်လိုအပ်တယ်လို့ဝင်ရမှုချိဖို့လိုအပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့နေသာလုံးနေမယ်ဆိုရင်တော့အခုကျွန်တော်တို့ဘယ်တော့မဟုတ်ခံဘူးဟဲ့ပန်ဆယ်လို့ဆိုကြည့်ဒါတွေကခုနကပြောပြန်ရတာတွေကတစ်ဖက်ကအမုန်းတရားတွေတိုက်ခိုက်မှုတွေပုံကိုရိုက်တိုက်ခိုက်မှုတွေကိုဘက်ကလူတွေကတော့ငါနဲ့မဆိုင်ဘူးအတုထိနေတာဆိုအဲ့ဒီအောက်မှာကျွန်တော်တို့တော်လှန်ရေးကြီးကဘယ်လိုလုပ်ကြမလဲနော်အဲ့တော့တော်လှန်ရေးနောက်ထပ်ဘယ်နှစ်ဆက်သွားအောင်မှာလဲဟမ်အခု ကျွန်တော်တလ200နဲ့ PSC တည်ထောင်ထားတယ်နော်ထဲဝင်တဲ့မန်ပါဝင်တွေကိုလေးလက်ပြည့်စမတ်ကထုတ်ပေးတယ်သူတို့ရဲ့အခက်အခဲဖြစ်ရင်ပြန်လဲကူညီပေးတဲ့အစီအစဉ်ထည့်ထားတယ်အဲ့ဒီအပေါ်မှာလည်းဘယ်လောက်ဖြစ်ဆိုပြီး PRF အဖွဲ့ဆိုတဲ့ဟာမျိုးလာတိုက်တယ်ကျွန်တော်ကျွန်တော်တို့ကငွေအများကြီးရှာလို့ရဖို့အဓိကမဟုတ်ဘူး PRF နဲ့ရှာမှာကျွန်တော်တို့ထိုင်းမှာဆို PSC နဲ့ထက်ရှာမယ်နောက်ထပ်ခေါင်းစဉ်တွေရှိသေးတယ်ရှိသေးရင်ထက်ရှာငွေရဖို့လိုတယ်ဒီတော်လိုင်းမှာလိုအပ်နေတာငွေမင်းဘာလုပ်လဲငါဘာလုပ်လဲအဲ့ဒီခုံမဟုတ်ဘူး နော်အဲ့ဒီငပိပညာမဲ့ငပိတွေအဲ့လိုပန်းလာလို့ရှိရင်ဘုရင်ကပြောလို့အာဒီကောင်တွေထောက်ပို့ဖို့ရငွေဘယ်လောက်ရလာဒီကောင်တွေထောက်ပို့ဟာအဖွဲ့ချင်းလိုက်ပြိုင်ဟာဟမ်စဉ်းစားကြည့်ဆိုတော့ကျွန်တော်တို့တော်နိုင်ကြီးကဘယ်လိုလုပ်ခရီးရောက်တော့မလဲအဲ့တော့ပြောချင်တာကအခုဒီကလေးမှာဒီပန်ဆယ်လိုဆိုတဲ့ပန်ဆယ်လိုကကျွန်တော်ကနေတယ်နော်ဒါပေမဲ့လေးစားတယ်သူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းအဲ့တော့ဒီလိုမျိုးနာဝါနာကိုဒီနေရာအနေနဲ့ပန်ဆယ်လိုပြောချင်တာကညီမကြီးစွန့်လို့ပြီးတော့ရှောက်လာခဲ့တဲ့လမ်းမှာဆုံးတဲ့အထိကိုရှောက်ပေးပါလို့နော်ဘာဖြစ်လို့လဲ ။ဟိုကိုချင်းစာတာတက်ကိုပို့တယ်။အကုန်လုံးလည်းနားလဲတယ်ခံစားတယ်အရာလုံးဒါပေမဲ့ဒီလိုလူတယောက်ပျော်သွားပြီဆိုတာနဲ့တော်လှန်ရေးဘလောက်အားရောက်သွားပြီလဲ။ရှင်းမှာပြစ်ဖို့လက်ညိုးကွေးဖို့ကြည်မရှိရင်တို့ရဲဘော်တွေဘာနဲ့မှလုပ်လို့မရဘူး။အဲ့ဒီအတွက်နောက်ထပ်နောက်ထပ်ပန်ဆယ်လိုမျိုးထောက်ဖို့တွေကိုထပ်ပြီးတော့မွေးထုတ်ရမယ်အစားဒီရှိပြီးသားပန်ဆယ်လိုပါထပ်ပြိုမယ်ဆိုရင်ဒါတော်လှန်ရေးရဲ့ဆုံးရှုံးတင်တာမှုကြီးပါ။ ဒါကြောင့်မို့လို့တည်သူအားလုံးကိုစားတောင်းဆိုတဲ့နိုင်တဲ့နေရာကပါဝင်ပေးပါလို့နော်အဲ့တော့တော်နိုင်မှာလည်းပါဝင်နေတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေအားလုံးကိုလည်းကျွန်တော်တို့မြစ်တာရက်ခံချင်တာကကျွန်တော်တို့တော်နိုင်ရေးကိုစီးလုံးညီညွတ်အောင်ဘယ်လိုတည်ဆောက်မလဲတိုင်ရင်တပ်ဖွဲ့ပိုင်း COC စီးလုံးအောင်ထောက်ဖို့တွေမှာစီးလုံးညီညွတ်မှုရှိအောင်ဘယ်လိုလေလုပ်ပေးနိုင်မလဲဒီတာဝန်အပိုင်းအခြားတွေကိုလည်းနိုင်ငံလိုက်နိုင်ငံလိုက်ကြုံတည်ဆောက်ပြီးတော့ခိုင်မာချစ်လျင်အောင်လုပ်ဖို့လိုအပ်တယ်အဲ့လိုမဟုတ်နိုင်ရင်တော့တကောင်ကြီးတကောင်ကြီးလိုက်ဖက်ခံထိလိမ့်မယ်နော်ပန်ဆယ်လိုပြီးမကူနဲ့လာအောင်ပါမကူနဲ့အခုပန်ဆယ်လိုတကယ်နားဝကြည့် နားဝိုက်ပန်ဆယ်လို့သူတို့စကင်းနဲ့စိင်းနဲ့မထက်တော့ပန်ဆယ်လို့ရံမဝင်ရှာပွဲကနေအခုတကယ်နားဝါကြည့်ပန်ဆယ်လို့စိင်းနဲ့မထက်တော့ဘူးအဲ့ဒီတတ်အုပ်စုနဲ့စစ်ပွဲပေါ်မှာနေနောက်ထပ်ပြစ်မှတ်တစ်ခုရှာလိုက်မယုံကြည်ကျွန်တော်ပြောတာနော်ဘာဖြစ်လို့လဲခိုင်းမှာအရင်တခါတနိုင်ငံတို့လမ်းပေးရဆဈေးတွေပွဲပွဲပွဲအလူတွေခံလို့ရနေတဲ့အချိန်မှာကျွန်တော်ကိုပုံကိုကြီးတိုက်ခိုက်တာခံခဲ့ရတယ်အားလုံးသိမှာပါအဲ့ဒီအချိန်မှာကျွန်တော်ဘာပြောခဲ့လဲဒါဟာပုံကိုကြီးတိုက်ခိုက်တာမဟုတ်ဘူးနော်တော်လန်ရေးကိုတိုက်ခိုက်တာ ထိုင်းမှာရှိတဲ့ထောက်ပို့တွေကိုတိုက်ခိုက်တာယူမဆိုင်ဘူးငစီကိုတိုက်ခိုက်ကန်တီပြောတဲ့ကောင်မှရှိသေးတယ်ကိုဘက်ကကိုဘက်ကနော်ဟောတော့ဘာဖြစ်လဲထိုင်းမှာအလူတွေမခံကြတော့အခုထိုင်းမှာထောက်ပို့ဘယ်နှယောက်ရှိသေးလဲဟမ်လမ်းပေးအလူခံလို့ရှိရင်ဟမ်ဖမ်းနေစီးရယ်တယောက်မရှိတော့ဘူးလက်ကောင်းချောင်းတော့ထောင်ပြီးဓာတ်ပုံရိုက်မရိုက်ရဲတော့တဲ့အစ်မချစ်ပုံကြတာစဉ်းစားကြည့်ရင်းနာတယ်ကျွန်တော်တော်လိုင်းနဲ့ပြောလို့ရှိရင်အဲ့ဒါတွေကဘာတွေကြောက်လဲအချင်းချင်းမစီးတော့မညီညွတ်မှုကြောက်တယောက်ကိုတယောက်မနာလို့လဲအောက်တန်းစားစိတ်တွေကြောက်အဲ့တော့အခုဘာဖြစ်လဲထိုင်းမှာအဲအခုလည်းပန်ဆယ်လိုတယောက်ကိုဖြိုးပြီးမပူနဲ့ ပန်ဆယ်လို့တကယ်နားလိုက်ရင်နောက်ထပ်ထက်လာအောင်မပြတ်မှတ်ကျွန်တော်ဒါပဲပြောချင်တယ်အဲ့တော့အဲ့တော့ဘာလို့ကြမလဲဆိုတဲ့အပေါ်မှာ ပြက်ပြက်တားတားတုတ်ပြန်ကြဖို့အရေးကြီးတယ်ညီမပန်ဆယ်လိုတဲ့တိတိကျကျစဉ်းစားပါလို့မြေတားရက်ခံကြပါတယ်ကဲဒါတော့ကုစည်သုံးသက်ချက်ပြီးလို့ file ပဲဖြစ်ပါတယ်အဲ့တော့ထောက်ဖို့ကဏ္ဍနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အစိုးရရဲ့လိုအပ်ချက်ပေါင်းမြောက်များစွာလည်းရှိနေတာသိကြပါတယ်နော်အဲ့တော့အာတနည်း2နှစ်3နှစ်4နှစ်5နှစ်ထိတိုင်အောင်ခုလိုမျိုးပေါ့နော်ဒီလိုအပ်ချက်တွေပေါ့ရောက်မှုတွေအများကြီးရှိနေတာလုံးဝအဆင်မပြေပါဘူးနော်အဲ့တော့အာတစ်ခါကျရင်ပြည်သူတွေရဲ့အားပေးမှုတွေကျဆင်းတာပြည်သူတွေရဲ့ထောက်ပံ့မှုတွေကျဆင်းတာလည်းဒါတွေကြောင့်လည်းဖြစ်ပါတယ်နော်အဲ့တော့လူတိောက်ကအခုချိန်မှာပြောခံရတယ်ဆိုရင်ဒီ အစိုးရအနေနဲ့လဲဟိုတချို့တစ်ခါတချို့ဟာတွေကိုကိုယ်တိုင်ဥဆောင်ဖို့လိုပါတယ်နော်အခုကထောက်ဖို့တွေကကိုယ့်အကူဥဆောင်တဲ့ကဏ္ဍတွေဖြစ်နေမှာအမှန်ဆိုကိုစီတို့တွေဥဆောင်တာထက်ဆိုင်ရင် ဒီလိုမျိုးနေရာမှာ NUG ရဲ့လူကြီးတွေကဥဆောင်တယ်ဆိုရင်တော့ဒါပို့ပြီးတော့ကောင်းတာပေါ့နော်သူတို့အတွက်လည်းရှင်းလင်းတာပေါ့ဒါပေမဲ့အခုချိန်မှာဆိုရင်သူတို့ကဥမဆောင်တဲ့အခါမှာဒီဒီကိုစီလိုလိုမျိုးပေါ့နော် Fundraiser တွေကဥဆောင်တဲ့အခါမှာပြဿနာပေါ့မျိုးဆိုတော့ဂျုံတွေ့နေရဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒီညတော့သတင်းပြတော်ဒီလောက်ပါပဲနော်အစားဆုံးကြည့်ပေးကြပြပါပြီးတော့ဆက်နေတူဘဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံပြီးတော့အချက်ဖက်မင်းအောင်လာရဲ့စစ်ပေးငလင်ပေးဘေးအနေပေါင်းစုံမှာကင်လို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ